ကိုကို strong ဖြစ်အောင်နေတယ်အဲတခုခုခက်ခဲကြုံတွေ့ပြီဆိုရင်တော့ result ကိုကောင်းကောင်းလေးပေါ့နော်အရေးချင်းရှိရှိနဲ့ကျွန်တော်အပြေထောက်တယ်ခင်ဗျာအဆန်ကိုချက်ချင်းလွှဲပြီးတော့အပ်တယ်တာဝန်ယူပေးမယ်ဆိုပြီးတော့ချက်ချင်းလွှဲပြီးပြီးအပ်တယ်အပ်တဲ့အချိန်မှာအင်ကြီးကိုကျွန်တော် sequence ထိုးစင်တာလုပ်ငန်းတစ်ခုလုပ်နေရဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ထဲပို့ပြီးတော့ဝါရင်းပါတယ်သဘာရင်းပါတယ်အဲပြီးတော့ဒီလုပ်ငန်းတွေကိုပို့ကျွမ်းကြည့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့ဟိုဒီဂျပန်အကြောင်းရှင်းတောင်းလောက်ဖွင့်ထားပြည့်တော့ကျွန်မအားမအားတဲ့ဇာတ်ရည်ဒီ international တော့ဝါဟိပွဲ channel လေးကကြိုဆိုလိုက်ပါတယ် ုတလောဂျပန်ကျောက်ရှိကျောင်းဖွင့်ထားတဲ့ဆိုပြီးဖင်ကောက်စတာနေတဲ့မစ္စတာဂျီရဲ့အင်တာဗျူးကိုကြည့်လိုက်ကြရအောင်နော်မစ္စတာရီနင်းဖြစ်ပါတယ်ခင်ဗျအာကျွန်တော်ဗီယက်နမ်နိုင်ငံမှာသွားပြီးအရှင်တိုင်မှာဖြစ်ပါတယ်အာအားလုံးတော့ကျွန်တော်တက်ကြွန်းတလောက်ပေါ့နော်ကျွန်တော်တိတော့အားလုံးပြင်ဆင်ထားပါတယ်ဟုတ်ဟုတ်အရန်ကိုစိတ်လှုပ်ရှားနေပါတယ်အဲစိတ်လှုပ်ရှားနေရဲ့ဘာဖြစ်လို့တော့အာခုနကပြောသလိုအမြဲတမ်းပြောနေသလိုပဲနော်အင်တာနက်ရှင်နယ်တို့သွားဖို့ပြင်မယ်မြန်မာနိုင်ငံကိုစားယူတယောက်အနေနဲ့သွားတာဖြစ်တဲ့အတွက်ကို တာဝန်လဲကြီးတယ်ပြီးတော့ကြတော့သူပြန်နဲ့လည်းမတူချင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုအရန်ကိုစိတ်လှုပ်ရှားနေပါတယ်ဟုတ်ကျွန်တော်ကကြတော့အဲ့လိုမျိုးပေါ့နော်စီပါရေးပဲဖြစ်ဖြစ်အာဒီပေါ့နော်မစ္စတာလောကမှာပဲဖြစ်ပေါ့နော်သူများနဲ့မတူတဲ့ပုံစံလေးတွေချပြခြင်းနဲ့အဲ့ဒါကြောင့်မို့ဒီဝစ်စာအစဩဒီဒီစီစဉ်ထားရပေါ့ဟုတ်အဲ့လိုမျိုးလေးအာဟိုမှာဝင်းမဲ့ဝစ်စာလေးလည်းစီစဉ်ထားရပြီးတော့ဒီခုထွက်ဝစ်ထားတဲ့ဟာကွာ ိုဒီလိုမျိုးလွင်င်းဖြစ်နေရပေါ့ဟုတ်အာဒီနေ့လေဆိပ် fashion ကတော့ဒီတိုင်းလေးပဲပေါ့ပေါ့ပေါ့ပါလီပဲ fashion ဘက်ကိုပဲသွားလိုက်တာပေါ့လေ fashion ဘက်ကိုသွားပြီးတော့ပဲဝတ်ခဲလိုက်တာပေါ့ဒီကိုသွားတဲ့အဲခေါင်းစဉ်လေးနဲ့ဒီ fashion လေးနဲ့တွဲပြီးတော့ပဲကိုကကိုစီစဉ်ပြီးကိုဖြစ်လိုက်တာပါဟုတ်စိုက်တယ်အရန်စိုက်တယ်ဒီ fashion လေးကိုလေဟုတ်ပေါ့ပေါ့ပါလီပဲဖြစ်တယ်ပေါ့လွင်င်းကကျတော့အများကြီးအဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲစက်စက်ထုတ်ထုတ်တွေကိုလွင်င်းကကျတော့မကြိုက်ဘူးပေါ့နော်အဲ့လိုပေါ့ပေါ့ပါပါချောင်းချောင်းချီချီကိုကြိုက်တာစိုက်တယ်ပေါ့ဒါပေမဲ့ အဲအခုဒီလိုသွားမယ်ဆိုတော့ဒီမျိုးပုံစံလေးစီစဉ်ပြီးတော့သွားဖြစ်တာပေါ့ဟုတ်ဆိုရိတ်မှုတွေကတော့အများကြီးရှိပါတယ်မနေ့ကမှအာနည်းနည်းလေးပေါ့နော်အဲဘယ်လိုခေါ်မလဲစိတ်ကိုပေါ့နော် fighting ဆိုပြီးကိုကိုကိုပြန်တင်လိုက်ရတဲ့အရာတွေရှိရဲပေါ့နော်အဲ့ရှိပိုင်းဆိုလုံးဝသွားကိုမပြိုင်တော့ဘူးဆိုတော့အနေထားလေးကိုဖြစ်သွားတဲ့အရာတွေအများကြီးရှိပါတယ်မဲအများတန်းတော့ကိုကိုကို strong ဖြစ်အောင်နေတယ်အဲတခုခုခက်ခဲကြုံတွေ့ပြီးဆိုရင်တော့ result ကိုကောင်းကောင်းလေးပေါ့နော်အရေးချင်းရှိရှိနဲ့ကျွန်တော် အပြေထောက်တယ်ခင်ဗျာဟုတ် အဲဘာကြောင့်ပွားမပြိုင်ပြင်းတော့တာလဲဆိုရင် တော့အဓိကတော့ပြောရမယ်ဆိုရင်တော့ဟောပါတော့တာဝန်ယူမှုတာဝန်ခံမှုပေါ့နော်အဲ့လိုပိုင်းလေးတွေမှာ နည်းနည်းလိုအပ်တာလေးရှိရဖြစ်တဲ့အတွက်ကျွန်တော်သွားမပြိုင်တော့ဘူးဆိုပြီးတော့ကျွန်တော်လှုပ်လိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးစဉ်းစားမိကြိုက်တာပေါ့နော်လှုပ်လိုက်တယ်ဆိုတာတဲ့ဟုတ်သူ့တွက်ကတော့ဆမ်မဲရောမထင်ပါဘူးကျွန်တော်တို့ကတော့လုပ်ငန်းတစ်ခုကိုဒီဒီလောက်တာဖြစ်တယ်ပေါ့နော်ဟိုမှာအပြောတွေရှောက်ပြောနေရတယ်လုပ်ငန်းတစ်ခုကိုကိုသွားမယ်ပြိုင်မယ်ဆိုလဲဒီဒီအာစီးပွားရေးမှာလဲဒီဒီပေါ့နော်ဘယ်ရာနေနေဥမာပေါ့နော်ဟိုကျွန်တော်ကကတော့ဂျပန်ဆရာတယောက်ဖြစ်တယ်ပေါ့နော်ဂျပန်ဆရာတင်တဲ့အချိန်မှာတော့ဂျပန်ဆရာလိုမျိုးပဲမူးတဲ့အပြည့်တင်ရတယ်ပေါ့နော်ဥမာဒီဒီကမြန်မာနိုင်ငံကိုစားပြုတယောက်အနေနဲ့မစ္စတာ တယောက်အနေနဲ့သွားတဲ့အချိန်မှာလည်းကွာဘာကို twin pouch ချင်တာလဲပေါ့နော်ဘာကိုသူများနဲ့မတူချင်တာလဲဆိုကျွန်တော်လုပ်ငန်းကိုဒီဒီလုပ်ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့လုပ်ငန်းကိုဒီဒီလုပ်တဲ့သူတယောက်တည်းကျွန်တော်အတိမ်ဆောင်မခံနိုင်ဘူးအဲ့လိုအရာလေးတွေကနေပြီးတော့နည်းနည်းလေးတွေပေါ့ ပြဿနာလေးပေါ့အရင်ကြီးကြီးမားမားတော့မဟုတ်ပါဘလို့ခက်ခဲလေးရေဆိုတော့ဒီလိုမျိုးပဲပေါ့ဟိုဒီဝစ်စားပိုင်းကိုတောင်းဝင်ယူထားတယ်ပြထားတော့ကပုံစံတက်မျိုးအဲပြထားတော့ကပုံစံတက်မျိုးပြီးတော့ကြတော့တကယ်စီစဉ်ပြီးတော့ကြတော့ရှင်းရှင်းပြောရရင်ဟိုဒီဇိုင်နာတယောက်ရဲ့နာမည်ကြီးတဲ့အာနာမည်ကြီးတဲ့နာမည်ကိုတုံးပြီးတော့ပေါ့နော်အာအဲ့အားနေချုပ်ပေးရတယ်မဟုတ်ပဲနဲ့ပေါ့အပေါ်စားအင်ကြီးကိုဝဲကော့ကတ်ထားတယ်ပေါ့ပြောချင်တာကျွန်တော်လိုချင်တာကဒီလိုဒီလေးလိုချင်တာဟိုဒီအင်ကြီးကိုစပြီးမှားကလေးကွာကျွန်တော် ကပတ်စံကိုချက်ချင်းလွှဲပြီးတော့အပ်တယ်ပေါ့နော်ပတ်စံကိုချက်ချင်းလွှဲပြီးတော့အပ်တယ် ာဝန်ယူပေးမယ်ဆိုပြီးတော့ချက်ချင်းလွှဲပြီးပြတ်တယ်အဲ့တဲ့ချိန်မှာအင်ကြီးကိုကျွန်တော်စီးခွင့်ထိုးခြင်းတာလုပ်ငန်းတစ်ခုလုပ်နေရဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ထဲပို့ပြီးတော့ဝါရင်းပါတယ်သဘာရင်းပါတယ်အဲပြီးတော့ဒီလုပ်ငန်းမျိုးပို့ကျွမ်းခြင်းမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်မတက်လက်စားညံလုံးဝမလုပ်ရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပတ်စံကပြန်ချလို့ရငွေစရာပြန်ချလို့ရလူတယောက်ရဲ့ယုံကြည်မှုဆိုတာကလုံးဝမပြန်ချလို့မရဘူး ဆိုတာကိုကျွန်တော်ကပြောချင်တယ်အဲ့တော့အင်ဂျင်အခက်ခဲဖြစ်တာပေါ့နော်ကျွန်တော်ကိုလှုပ်ပေးပါမယ်ဆိုပြီးတော့ပတ်စံကိုယူထားတယ်ယူတယ်ယူပြီးတော့ကြာ K ပေးရနေလွှဲထားတဲ့ချက်လက်တည်းရရှိဒါပေမဲ့ခု40ရောက်တဲ့အချိန်မှာ तू ပို့ထားတဲ့အာဓာတ်ပုံနေရောအတန်ဖိုင်နေရောတော်တော်များများကို तू ဖြတ်ချသွားတာပေါ့နော်ကျွန်တော်ကအာပွဲကိုအောင်မြင်စွာပဲတော့ဆယ်ဖြတ်တန်းသွားပါအောင်မယ်ဟုတ်အစားကကျွန်တော်ကကြာအမှန်တိုင်းပြောပြရင်ကျွန်တော်ကဟိုចောင်းနေဖွင့်ထားပါပေါ့နော်ဟိုဒီဂျပန်ចောင်းရှစ်ចောင်းလောက်ဖွင့်ထားတာဖြစ်တော့ကျွန်တော်လုံးဝမအားဘူး မအားတဲ့ဇာတ်ရည်ဒီ international ဇာတ်ဖြစ်တဲ့အတွက်ကိုကျွန်တော်ဒါပေမဲ့ကျွန်တော်ဒီပွဲပေါ့နော်ဒီ miss မာ miss miss star ပွဲတော့မလုပ်ဘူးသေးဘူး miss ပွဲကိုကျွန်တော်ခုနှစ်ပွဲတည်းကျွန်တော်ကိုယ်တိုင်ဦးစီးပြီးကျွန်တော်ကျင်းပဘူးလေပေါ့နော်ခုနှစ်ပွဲတည်းကျင်းပဘူးလေအဲ့တော့ပြောချင်တာကကျွန်တော်ဒါနဲ့မစိမ့်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်လုံးဝမအားတာဖြစ်တဲ့အတွက်ကျွန်တော်ပတ်စံပေးပြီးတော့ပဲကုညီတောင်းခဲ့တာ ကိုညီတောင်းခဲ့တဲ့အချိန်မှာသူတောင်းဝင်ယူပေးပါမယ်အစားဆုံးအကုန်လုပ်ပေးပါမယ်ဆိုပြီးတော့ဆင်းဆင်းပြန်ဘာတစ်ခုမှလုံးမပေးခဲ့ဘူးเนาะဘာတစ်ခုမှလုံးမပေးခဲ့ဘူးကျွန်တော်ကအင်းကြီးအပ်တဲ့အချိန်မှာလည်းပတ်စံ3.50မဟုတ်ဘူးเนาะအစရန်ငွေ3သိန်းချပေးခဲ့တယ်အဲ့3သိန်းကိုလည်းတကယ်တကယ်လုံးမပေးတဲ့အချိန်မှာဆင်းဆင်းအင်းကြီးမရဘူးလေเนาะမရတဲ့အချိန်မှာဒီ3သိန်းကိုတော့ကျွန်တော်ပြန်ပေးရမယ်เนาะအနေနဲ့အနေထားတစ်ခုအနေနဲ့ကြတော့အဲဒါဟုတ်အဲလုံးမပေးခဲ့ဘူးခုချိန်ထိလည်းအပ္ပဆိုင်လေးခုကျွန်တော်လေးသိပ်ထွက်တော့မှလွှဲမပေးဘူးပေါ့ဒါပေမဲ့အကြကျွန်တော်ဘယ်လိုလုပ်လိုက်လဲဆိုတော့ ကျွန်တော်ဓာတ်ပုံရိုက်ထားတဲ့ဟာနဲ့ပဲကျွန်တော်ဓာတ်ပုံရိုက်ထားတဲ့ဟာနဲ့ပဲလဲလိုက်ပါတော့ဆိုပြီးပြောလိုက်ရတယ်ဒါမှမဟုတ်သူထဲမှာကျွန်တော်တသိန်းလောက်ပူသေးတယ်ဒါပေမဲ့ကျွန်တော် episode 2သိန်း3သိန်းကိုတော့ကျွန်တော်အမှန်တိုင်းပြောရင်တော့စကားလေးကိုထည့်မပြောချင်ဘူးဒါအမှန်တိုင်းပါပဲအော်ကောင်းတဲ့ဟာသည်ကောင်းတယ်လို့သွားမယ်တကယ်လို့မကောင်းတဲ့စိတ်ရင်းစိတ်တဲ့ရှိရင်တော့မကောင်းတဲ့စိတ်ရင်းစိတ်တဲ့လို့ပဲသွားမှာပဲကျွန်တော်မကောင်းနေရင်ကျွန်တော်တိုင်းပဲသွားမှာပဲကျွန်တော်ကတကယ်ဆိုရင်ဝစ်ချင်တာကကျွန်တော်ကဒီမြန်မာနိုင်ငံမြန်မာနိုင်ငံကိုစားပြုတရားအနေနဲ့သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကုတ်အင်းညီအားစားကျွန်တော်မြန်မာနိုင်ငံရဲ့ဒီမြန်မာနိုင်ငံရဲ့မြေပုံပေါ့နော်အဲ့လိုမျိုးပုံစံအနေနဲ့ကျွန်တော် twin ထားတယ်ကျွန်တော် season ထားတယ်အများကြီးရှိရပါလိအဲ့လိုမျိုးအများကြီးရှိရပါအဲ့လိုအနေနဲ့ကျွန်တော်သွားချင်တာတကယ်တမ်းဆိုရင်တော့အဲ့လိုသွားချင်တာပေါ့ဒါပေမဲ့အဲ့လိုမဖြစ်ခဲ့ဘူးဒီ fashion ဆိုရင်ဒါ designer ပေါ့နော် designer အကူကတရက်ထဲနဲ့ကျွန်တော်ကို season ပေးလိုက်တာကျွန်တော်ရဲ့ luggage ထဲမှာပါလာတဲ့အင်ကြီးတွေအကုန်လုံးကိုဒီတရက်ထဲနဲ့ကျွန်တော်ကို season ပေးလိုက်တာအမှန်တမ်းပြောရင်ပေါ့နော်တရက်ထဲနဲ့ကျွန်တော်ကို season ပေးလိုက်ရတာ ဲ့လိုမျိုးဖြစ်တာပေါ့နော်အများကြီးပေါ့အခက်အခဲတွေကိုအများကြီးကြုံတွေ့ရတယ်ကိုကကိုလောက်ရမယ်လို့မတွေးထားတဲ့ဟာပေါ့ကျွန်တော် plan ထဲမှာကျွန်တော်ဒီ international သွားမယ်ဆိုဒီ plan ထဲမှာမပါတဲ့အရာတွေကိုကျွန်တော်ဖိုင်ကျွန်တော်လောက်ရတဲ့လောက်လောက်ရတယ်လို့ဖြစ်နေအကုန်လုံးပေါ့နော်သူကတာဝန်ယူပြီးလုပ်ပြပါဆိုကျွန်တော်ဖိုင်ကျွန်တော်လောက်ရတာပေါ့နော်ဒါကျွန်တော်စကားတွေကိုချဲ့ကားပြီးတော့လည်းကျွန်တော်မပြောဘူးတကယ်ပေါ့တာဝန်ယူမှုတာဝန်ခံမှုတကယ်တမ်းရှိတယ်ဆိုရင်လွင်င်းပေါ်မှာတာဝန်ကြည်သလားဆိုတော့ပြန်စဉ်းစားလိုက်ပါကျွန်တော်သူ့ကိုလည်းပြင်မတင်ပါအဓိက ဟိုဒါဒီခုကျွန်တော်ကိုလွတ်တယ်တောင်းဝင်ခံပြီးတော့မြန်မာနိုင်ငံဘက်ကနေတောင်းဝင်ခံပြီးလွတ်တဲ့ဟာကဟိုလက်တဲ့အကူပေါ့နော်အကူနဲ့တွေ့ပေးခဲ့တဲ့အတွက်ကိုကျေးဇူးအများကြီးတင်တယ်ဒါပေမဲ့ကျွန်တော်ပုံမှာဒီငွေကြေးတွေကိုလောက်တဲ့အတွက်ပေါ့နော်ပြီးတော့ဂတိတွေကိုမတီးတဲ့အတွက်ကျွန်တော်တို့ကမြန်မာလူမျိုးတစ်ယောက်နိုင်ငံခြားမှာကျွန်တော်သွားပြန်ရမှာပြိုင်တဲ့အချိန်မှာအခက်အခဲတွေအများကြီးကြုံကြိုက်မယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်လုံးဝအမှန်တကယ်ဆိုရင်ခွန်အားတွေ strong တွေပေးရမှာပေါ့နော်အဲ့တော့ တ်သက်မှုတဲ့သူတွေတော်တော်များသိပါလိမ့်မယ်ဟုတ်ကျွန်တော်တို့ခုမှတော့ကလည်းဝင်တာကျွန်တော်မိဖားရတဲ့သဘောမတူဘူးကျွန်တော်မောင်နှမရတဲ့သဘောမတူဘူးပေါ့နော်ကျွန်တော်အားပေးနေရမြဲပြောကျွန်တော်တပည့်ရှိရပေါ့နော်ဟိုအခုပြောတာပြောတာဟိုဘက်မှာရောက်နေသူတို့ surprise တိုက်ခုကြတာအမေတွေရောခဏနေဝင်ပြောကျင်တော့မှရောက်နေကြတာသူတို့တွေဘယ်သူမှမရှိဘူးလို့ပဲကျွန်တော်တွေးထားတာပေါ့နော်ဒါပေမဲ့သူတို့တွေရောက်လာကြတယ်ပေါ့နော်ကျွန်တော်အရင်ပြောတယ်ဟိုအမေအမေဆိုရင်ခုနိုင်ငံခြားသွားမှရောက်လာတယ်ပေါ့နော် miss square တွေပြိုင်ခဲ့တယ်ဘယ်တော့မှမလိုက်ခဲ့ဘူးဘယ်တော့မှမရှိခဲ့ဘူးပေါ့လေ အဲအဲ့လိုမျိုးပေါ့အခုတော့ရောက်လာပြီတော့ကျွန်တော်ပျော့ပါတယ်အဲ့အခက်ခဲဖြစ်တဲ့အချိန်မှာကျွန်တော်ဘောနော်အဓိကနဲ့တမညာကိုကျွန်တော်ခွဲခြားလိုက်တယ်ငါဘာလောက်ရမလဲဆိုတဲ့ဟာကိုအရင်ဆုံးစဉ်းစားလိုက်တယ်စဉ်းစားပြီးရဲ့အချိန်မှာအာကျွန်တော်အဲဒီတစ်ခေါက်တော့တော်တော်လေးကိုနည်းနည်း strong ဖြစ်အောင်နည်းနည်းလုပ်ပြီးတော့မှကျွန်တော်အများကြီးစူးစမ်းခဲ့ရတယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲကျွန်တော်ကအမှန်တမ်းပြောပြရင်မဟုတ်မခံတဲ့သူဆိုတော့ရန်ကိုလေးစိတ်တွေအကုန်လုံးကိုမျိုးချပလိုက်ရတယ် အဲ့လိုမျိုးမျိုးချပြီးတော့ကျွန်တော်ကဲငါဒါသည်ပြန်ရမှာဒီငါမိန်မဲပြန်ဖို့အတွက်ငါလောက်ရမှာပဲလေဆိုပြီးကျွန်တော်အလုပ်ခဲ့တာအာဒီနေ့ fashion ကတော့ဒီဒီအဝတ်စားကြည့်ပဲကိုအဲဟိုကလောက်တော့ရှိမယ်အမအဲဒီပေါ့တရားပိုင်ဝင်ခြင်းပေါ့တိတ်တရားဟုတ်အဲခပ်ပတ်မှာလည်းတုံးထားတယ်အင်းကြီးဝတ်စားလေးလည်းတုံးထားတယ်ဟုတ်ကျွန်တော်လာဟိုအကောင်းဆုံးကျွန်တော်စူးစမ်းသွားမယ်အာဒီပေါ့နော်နေ့တိုင်းမှာကျွန်တော်ပေါ့နော် တက်နိုင်တဲ့တော့ကျွန်တော်ဘက်ကနေစူးစမ်းသွားမယ်ပေါ့ဒီမှာကျွန်တော်အနေထားနဲ့ကျွန်တော်ကိုကျွန်တော်ဝန်ခံပါတယ်ဒီဘယ်လိုခေါ်မလဲဒီမစ္စတာတယောက်အနေနဲ့အများကြီးလိုအပ်သေးတယ်အများကြီးစူးစမ်းရအောင်မယ်အများကြီးပြင်ရအောင်မယ်ပေါ့နော်အဲ့အတွက်ကိုကျွန်တော်အများကြီးလည်းပြင်ဆင်သွားပါအောင်ဟုတ်အာ National ကိုကျုံးကကြာကျွန်တော်ဒီပေါ့နော် အဲလက္ခဏာပေါ့အဲ့ဒါလေးပြင်ဆင်သွားပါမယ်เนาะအများကြီးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အမြဲတမ်းအားပေးရတဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီထက်မကဒီထက်မကလည်းကျွန်တော်အများကြီးစူးစမ်းသွားပါအောင်မယ်အဲဒီထက်မကဒီထက်မကလည်းအများကြီးစူးစမ်းသွားပါအောင်မယ်ကျွန်တော်အားပေးရသူတွေရောအားမပေးရသူတွေရောကျွန်တော်ဘက်ကနေပြီးတော့ကျေးဇူးအများကြီးတင်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဘက်ကနေပြပြချင်ပါတယ်